ခြင်းသူသည်လားငါသည်အခြင်းခံ၌သစ္စာလေးပါးပေါ်မှာသစ္စာဉာဏ်ကိစ္စဉာဏ်ကတ္တဉာဏ်မသိသေးဒုက္ခ၌ဒုက္ခ၌လောလောကသုံးပါးကိုအဲဖျားဖြစ်ပြီလို့မကြီးညာနိုင်သေးလို့ပြောတာเนาะအဲတော့တော်ထူးဆန်းတဲ့သဘောတရားဖျားရှင်ရဲ့ဝါရဆိုတာအခြေယုံပြောလိုက်တဲ့အခါကျတော့တဏမာနအဲ့ဒီဆိုတဲ့ဗမေဇာတရားသုံးပါးချုပ်ရအောင်ဟောလိပြောလို့ရှိတယ်ဆိုကျွန်တော်တို့ကအကျယ်ချက်ပြီးတော့မသိနိုင် ဲ့ဘယ်ချိန်မှာဒီပပ္ပစတရား၃ပါးချုပ်သွားလဲသစ္စာ၄ပါးတပြိုင်တည်းမြင်တဲ့ချိန်မှာဟလာချုပ်သွားတယ်ငါဒီအချိန်ခဏနဲ့သစ္စာ၄ပါးပေါ်မှာသစ္စာဉာဏ်ကိစ္စဉာဏ်ကတ္တဉာဏ်မသိသေးဒုက္ခ၌လောက၃ပါးကိုတရားဖြစ်ပြီလို့ပြည်ညာနိုင်ခဲ့ဘူးအချိန်ခဏနဲ့ဟလာသစ္စာ၄ပါးကိုအချိန်ခဏနဲ့သစ္စာ၄ပါးကိုတပြိုင်တည်းမြင်သွားပြီဆိုရင်ဒါတရားရှင်ရဲ့ဟုတ်လေပြောလို့ရှိတယ်ဝါရပါပဲအဲဒါဒါကျွန်တော်တို့သာသနာမှာဟလာအခုနပြောသလိုပေါ့နော် ကြံရှိနေတဲ့အရာပေါ့အဲဒါကြောင့်မလို့အခုအဲဒါဗမာတရား၃ပါးချုပ်ရအောင်ဟောလိပြောလို့ရှိပါတယ်ဆိုတော့ကျွန်တော်တို့ပြည့်ညက်နေရနေမှာကျွန်တော်သင်ကြားပေးထားတာကဘာလဲဆိုတော့ဉာဏ်နာဖြစ်မှချုပ်တာပါကွာဆိုပြီးပြောလိုက်တော့အဲဒါတို့နဲ့မဆိုင်ပါဘူးဆိုပြီးတော့မှအဲ့ဒါကြီးကိုလက်မကြည့်ရဘူးပြန်ပြီးဟောရဲပြောရဲလူလည်းမရှိတော့မရှိတော့တဲ့အတွက်အမတန်မှဒီဟလာကျွတ်တန်းဝင်ဝင်ရတဲ့သစ္စာတရားတွေအမတန်မှလေးနေတဲ့ ဘောသဘာဝတရားတွေကိုပြန်လည်ပြီးတော့ထုတ်ဖော်ဟောကြားလူတွေမရှိတဲ့ခါကျတော့အဲဓမ္မကိုအရမဆိုပြီးတော့မှဟလာကျွန်တော်ဒီထဲမှာတန်လျာလည်နေကြတယ်လို့ရတယ်နော်ဒါအဲဒီနေ့ကျွန်တော်နိုင်ငံရဲ့ခြေနေပဲအဲဘာလို့လဲဆိုတော့အမတန်လေးနဲ့တဲ့ဟလာဒီသစ္စာရဲ့သဘောသဘာဝတွေကိုပြောကြားတဲ့လူတွေနေကြတဲ့နေပါတဲ့အတွက်ဟလာတန်လျာတွေကနေလွယ်ကူစွာကျွတ်လွတ်ခွင့်နေလည်းပဲရပ်ဆိုင်နေကြတာပြည့်ပါတယ်အမလို့ရရှင်ရဲ့ဝါရဟာဘုနာပြောတဲ့ ်သူများမှာမဆန့်ကျင်တဲ့ဝါဒရှိတယ်။ဘဝိဇ္ဇာတရား၃မှချုပ်ရအောင်ဟောလေပြောလို့ရှိပါတယ်လို့ပြော။ဘဝိဇ္ဇာတရား၃မှချုပ်တာအခုဒီမှာသိတဲ့အခါကျတော့ဒုက္ခသစ္စာကိုပိုင်းခြားနိုင်တဲ့အခါကျတော့ဘဝိဇ္ဇာတရား၃မှဆိုတာအာယုန်ကြီးပုဂ္ဂိုလ်သတ္တဝါမဟုတ်ဘူး။ဟလာရှိတဲ့တရားလည်းမဟုတ်ဘူး။စင်မရှိတဲ့တရားတွေအပြည့်ဘူးလားမင်းဖြစ်ပါတယ်ဖြစ်တဲ့တရားတွေကစင်ကြပါတယ်ဆိုတော့အလွယ်လွယ်လေးနဲ့ဟလာဘုရားရှင်ရဲ့သာသနာထဲမှာဟလာသက်သာဝင်ရရမယ်လွယ်ကူလေးများစွာဘုရားနိဗ္ဗာန်ရရမယ် အဘိယရှင်ကသူ့ရဲ့ဝါဒတွေကိုကြီးညာထားခဲ့ပါလေ။နော်ဒါမှမဟုတ်အသူနဲ့မှမဆန့်ကျင်တဲ့ဝါဒရှိတယ်ဆိုတော့သစ္စာ၄ပါးတစ်ပြိုင်တည်းမြင်သွားပြီဆိုလဲသမုဒိယနဲ့လည်းဆန့်ကျင်စရာမရှိတော့ဘူး။ဒုက္ခနဲ့ရောဆန့်ကျင်စရာမရှိတော့ဘူး။အတူတူပဲဘုရားရှင်ရဲ့ဝါဒဘုရားရှင်ရဲ့ဟလာသဘောထားဘုရားရှင်ရဲ့နှလုံးသားသစ္စာတည်သူတို့ရဲ့နှလုံးသားသစ္စာတည်သူတို့ရဲ့ဟလာနေဘုံနေနီးဒါတွေကိုဘုရားရှင်က ောကြားခဲ့ပါတယ်တစ္ဆာပြောင်းနေသမျှကလပ်ပတ်လုံးဒီအရိယာတွေပြောကြတဲ့ဟလာနှစ်သာရတွေဟာစိတ်သုံးနေမှာပဲဖြစ်တယ်တော်တော်လို့အခုသိသွားပြီမဆန့်ကျင်မဲ့နေရဆိုတော့သုံးနာတစ္ဆာနဲ့လည်းမဆန့်ကျင်ဘူးဒုက္ခတစ္ဆာနဲ့လည်းမဆန့်ကျင်ဘူးအဲ့ဒါဆက်လို့ပြီးတော့နေနိုင်သွားကြတယ်ဟလာကျွန်တော်တို့အရင်တုန်းကတော့ဗာလေကိလေသာတွေကိုစန့်ကျင်ရင်းနဲ့ပဲကျွန်တော်တို့ဟလာ ဟိုကိုယ်ငါကြီးကပြောတော့လေ Facebook ပေါ်မှာတက်ပါတယ်အဲ့ဒါတတဝါတွေဘာကြောင့်ပေမန်းစင်းရနေလဲမင်းနဲ့အာယုံကိုတုံ့ပြန်နေလို့ဟာအဲ့တော့အာယုံနဲ့မှာဘာတွေပေါ်လဲလောဘဒေါသမောဟတွေပေါ်တယ်ဟလာအဲ့ဒါတွေကိုမကြိုက်ဘူးအဲ့ဒါတွေကိုကျွန်တော်တို့ကအရှိသားကြီးဖယ်တယ်တတ်တယ်ဟလာအခုကျတော့သစ္စာလေးပါးတွေပြိုင်နေမြင်သွားတော့အဲ့ဒါတွေတုံ့ပြန်နေတဲ့အလုပ်တွေစန့်ကျင်တဲ့အလုပ်တွေကျွန်တော်တို့အကုန်လုံးရပ်ဆိုင်းသွားပြီဘာကြောင့်မစန့်ကျင်တာလဲဟလာဘာကြောင့်စန့်ကျင်တာလဲကိုယ်ဒုက္ခပေးမဲ့လူ ို့တပ်ဖြတ်မဲ့လူကိုအပယ်ပို့မဲ့လူကိုမကောင်းတဲ့လူအဲကိုမကောင်းကြံတဲ့လူ ကိုဒုက္ခပေးမဲ့လူကိုနှိပ်စက်မဲ့လူအဲကြောင့်မလို့အဲ့ဒါတွေလာရင်မနှောကမကြိုက်ဘူးစန့်ကျင်မှာတာဏိယာမှာအဲအဲ့လိုစန့်ကျင်နေလို့ရှိရင်တဲ့ဒါစန့်ကျင်နေရင်ပြန်မှန်းစင်းရနေမယ်တန်တရားလဲနေမယ်ဟလားအခုဘာကြောင့်မစန့်ကျင်တော့လဲလောဘဒေါသမောဟတွေကရာသူဖြစ်မရှိတော့ဘူးမိတ်ဆွေဖြစ်ပဲရှိတယ်ညောရသစ္စာဖြစ်လဲရှိတယ်ဟလား မကတိစ္ဆာဖြစ်လက်ရှိနေကြအဲ့တော့လောဘဒေါသမောဟနဲ့ယုံနဲ့ဒုက္ခတရားတို့ဒီဟလာစင်ရဲ့ကုံနဲ့သဘာဝတွေနဲ့ကြောက်လာကြတယ်အဲ့တော့ကနိဗ္ဗာန်ပို့မဲ့စင်ကြဲတဲ့တရားတွေဖြစ်ကြောက်လာကြတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအရင်တုန်းကလိုအဲ့ဒီဒုက္ခတစ္ဆာနဲ့ဒုက္ခတစ္ဆာကိုစန့်ကျင်တိုက်ခိုက်စရာ အလုပ်တွေမရှိတော့ဘဲနဲ့ငြိမ်းချမ်းစွာဟလာနေနိုင်ခွင့်ရတော့တဲ့သာသနာသည်ဟလာ ဘုရားရှင်ကိုယ်ရဟောကြားခဲ့တဲ့ဘသူနဲ့မှမဆန့်ကျင်တဲ့ဝါရစင်စစ်ဖြစ်ပါတယ်အဲဒါရင်နာမတော်အသမနားထောင်ပြီးတော့နားလည်ခွင့်မရသမျှဘုရားရှင်သာသနာထဲမှာဒီဘုရားရှင်လို့သုံးဆောင်ခံစားတဲ့ချမ်းသာတွေအနှစ်သာရတွေဘယ်နည်းနဲ့မှမခံစားနိုင်ဘူးတော့ဒါမလို့သူနဲ့မှမဆန့်ကျင်တဲ့ဝါရရှိပါတယ်ဒါကြောင့်မဆန့်ကျင်တာလေအဘိဓါတရားတော်မှာချောဟောလေးပြောလေးရှိပါတယ်ဒါကြောင့် ပဋိပစ္စတရားသုံးပါးချုပ်နေတယ်ဒီပဋိပစ္စတရားသုံးပါးကိုပဲတိုက်ခိုက်နေကြတာကျွန်တော်မြေယုပလမှာရဟန္တာကြီးမှာကိုယ်ဝင်ဆိုပြီးတော့အကြီးကျယ်တိုက်ခိုက်နေကြတာဘုသူ့တိုက်ခိုက်နေကြလေဘုသူ့စန့်ကျင်နေကြလေတဏမာနဒိဋ္ဌိကိုတိုက်ခိုက်နေကြပါလေစန့်ကျင်နေကြပါဘုရားပြောရဲမစန့်ကျင်တဲ့ဝါရလို့ပြောပါတယ်အကြောင်းဒီတဏမာနဒိဋ္ဌိဆိုတဲ့တရားသုံးပါးမစန့်ကျင်တော့လားသစ္စာလေးပါပြိုင်နေဖြစ်နေလို့ပါနော်အဲလိုဒုက္ခသစ္စာနဲ့လည်းမဆန့်ကျင်တော့ဘူးဒုက္ခသစ္စာနဲ့လည်းမဆန့်ကျင်ဘူးအဲကြောင့်မဆန့်ကျင်တာလည်း ဆင်ကျတဲ့တရားတွေဖြစ်လို့ကမရှိတဲ့တရားတွေဖြစ်လို့ကအဲကြောင့်မလို့ဟလာကျွန်တော်စန့်ကျင်စရာမလိုတော့ပါဘူး။ဒါမစန့်ကျင်ပဲနေတဲ့ဝါရသည်ငါဖျားရဲ့ဝါရဖြစ်ပါလေ။အတူတူပါပဲ။သစ္စာလေးပါးကိုတပြိုင်တည်းမြင်ခြင်းဟာတရားရှင်ရဲ့ဝါရစင်စစ်ဖြစ်ပါလေ။တရားရှင်ရဲ့သာသနာစင်စစ်ဖြစ်ပါလေ။ဒါမလို့အခြင်းခံ၌သစ္စာလေးပါးပေါ်မှာသစ္စာဉာဏ်၊ကိစ္စဉာဏ်၊ကတ္တဉာဏ်မရသေး။ထိုခါ၌လောကသုံးပါးကိုဖျားဖြစ်ပြီလို့အခြင်းဉာဏ်နိုင်သည်။အခြင်းခံ၌ ိစ္ဆာလေးပါးပေါ်၌ဣစ္ဆာညာဂိစ္ဆာညာကတညာအပြင်ရခဲ့ပြီ။ဒါဒုက္ခ၌လောကသုံးပါးကိုဖျားဖြစ်ပြီလို့ဉာဏ်နိုင်ခဲ့ပြီဖြစ်ပါတယ်။အမနည်းပဲအလားဇမိုက်တော်သေးသေးဝင်ဥပ္ပါဒ်လာပါတယ်။လာပြီးတော့မှကျွန်တော်ပြီးတဲ့မိကွန်တစ်ခုရှိပါတယ်အဲ့ဒါ။ဆရာရဲ့ဒီကိလေသာတွေကကျွန်တော်တို့မြေဥပလာမှာကကိလေသာမဖြစ်မှဟလားဆရာကကိလေသာလွတ်မှဟလားယန္တာလည်းကိလေသာဖြစ်မှာပဲသစ္စာလေးပါယန္တာမို့လို့ လားတစ္ဆာနှစ်ပါးရောက်သွားဘူးဒုက္ခတစ္ဆာဒုက္ခတစ္ဆာဖြစ်မှာပဲရာဏလည်းဖြစ်မှာပဲဟလားဖះလည်းဖြစ်မှာပဲပုရုษံလည်းဖြစ်မှာအဲ့တော့ကိလေသာမဖြစ်အောင်နော်လုံးလို့မရဘူးဟလားအဲ့ဒီဥစ္စာကိုမေးထားတဲ့ဖြေထားတဲ့ဆရာတော်ကြီးနှစ်ပါးရှိပါတယ်အဲ့မှာအာမိလဲဆိုတော့ရဟန္တာမှာကိလေသာဖြစ်သေးသလားအဲ့လိုနေတယ်ရဟန္တာမှာကိလေသာဖြစ်သေးသလားပြီးတဲ့ခါကျတော့အဖြစ်ဘူးလို့ပြောရင်တော့မင်းတို့အာလုံးကျဉ်တ်သွားမှာ အဲမင်းတို့ဘာညာမှရမှာမဟုတ်ဘူးတဲ့ဟုတ်အဖြစ်သေးမဖြစ်ဘူးလို့ပြောလိုက်ရင်တော့မင်းတို့အဲ့နေကုန်ရဟန္တာများကိစ္စမဖြစ်တော့ဘူးလို့ပြောလိုက်ရင်တော့မင်းတို့ဂျင်းနာသွားကြလိမ့်မယ်ဒါပေမဲ့မင်းတို့ဘာညာမှရမှာမဟုတ်ဘူးတဲ့အဲ့ရဟန္တာမှာကိလေသာဖြစ်သေးလားမင်းညာမှာတော့ဖြစ်ဘူးတဲ့သိချင်ပါညာကတော့ဘယ်လိုလိုဖြစ်မလဲဟလာညာကတော့ရှင်းပြတဲ့တပည့်တော်မိတာညာကိုမိတာမဟုတ်ဘူးတဲ့ပုပ်ကူမိတာပုပ်ကူမိတာလို့ပြောတဲ့အခါကျတော့ เอ้ปู่กูสรว่าเรปู่กูนี่แหยานน่ะไม่ผิดก้าวมาอูดีขนาด5บายี่อ่ะยานน่ะไม่ผิดก้าวมาอูพี่ก็ตัวแทบပြောได้เลยว่าแล้วสรติสสา4บาสรตู้หลุช่อหลุไม่อยากอูเด้เสียปุ่นนี่ဖြည်းစီမပွင့်นี่ဖြည်းစီဒီစัจ java ละอนันตมาตัตวะရှိနေတယ်냐အဲ့ဒါရှိသည်ဖြည်းစီမရှိသည်ဖြည်းစီပေါ့เนาะติสสา4บาဆိုတဲ့ตบาวะတရားကြီးอ่ะစင်တာရဒီရှိနေမှာဖြစ်ပါတယ်ဆိုပြီးတော့ပြောလိုက်တယ်ပြောလိုက်တဲ့အခါကျတော့ ဘေးကဒီမေးတဲ့ပုဂ္ဂိုလ်ကနားလဲကျင်တာကအာရဟန္တာကိလေသာဖြစ်သေးသလားမဖြစ်နိုင်ဘူးဒီလိုပဲတွေးကြတာပဲတရားနော်ဒါမှမဟုတ်အဲ့ဒါပုဂ္ဂိုလ်တ attva အနေနဲ့တွေးရင်တော့ဒီလိုပဲတွေးမှာပဋိစ္စံနယ်ကပြောတယ်ပဋိစ္စံနယ်ကပြောတယ်ပဋိစ္စံနယ်မှာပဋိစ္စံလေးပါလို့လို့ပြောလို့ရဘူးသုံးစမ်းမရှိပါဘူးဒါမှမဟုတ်ကျွန်တော်လည်းတစ်ခုထပ်ပြောလိုက်ပါတယ်ပို့ပြီးတော့အားလုံးလည်းနားထောင်နေလူဒီတန်တရားတွေနားရှင်းသွားအောင်အဲ့ဒါကိလေသာ လေသာမဖြစ်တဲ့စိတ်မှာဘုရားဖြစ်တာလားဖြစ်တဲ့ကိလေသာမှာလွတ်တဲ့အချိန်မှာဘုရားဖြစ်တာလားဘုတူဆက်ဘုရားအဲလွတ်တဲ့အချိန်မှာဘုရားဖြစ်တာပါလွတ်တဲ့အချိန်မှာအဲလွတ်တဲ့အချိန်မှာဖြစ်တာဘာလို့ဆိုတော့ကတ္တဉဏ်လေစေတောဝိမုတ်တိယကိလေသာမှာလွတ်သောစိတ်ကိုအကုပ္ပမေဝိမုတ်တိယအာယုန္ဒနာမနဒိဋ္ဌိဆိုရယ်ဗမေဇာတရားသုံးပါးတို့သည်ဖြည့်စည်ရမြရတော့အရင်အတ္တိမဇာတိဤဇာတိသည်နောက်ဆုံးဇာတိဖြစ်ပါတယ်လို့ပြောအဲ့ကိလေသာမှာလွတ်သောစိတ်ကိုအာယုန်မှာ လောဘဒေါသမောဟဆိုကိလေသာတရားတွေပေါ်မယ်ရှိတယ်ဆိုရင်ຢာကမရှိဘူးဆိုဝိရာကပဲတွေຢာကမပဲပဲမတွေ့ပဲနေနိုင်ဝိရာကသူငါလို့ယူရင်ຢာကသူငါမဟုတ်ဆိုဝိရာကအဲ့လိုကိလေသာဘတ်တွတ်သွားတဲ့အချိန်မှာကတ္တဉဏ်ကိုရပါတယ်အကတ္တဉဏ်ရမှဘုရားပြည့်ကိုရတာအာဒီရှင်ခန္ဓာ၌သစ္စာ၄ပါးပေါ်မှာသစ္စာဉဏ်ကိစ္စဉဏ်ကတ္တဉဏ်မရသေးတို့ခန္ဓာ၌လောကသုံးပါးဘုရားပြည့်ပြီလို့မကြင်ညာနိုင်သေးအရှင်ခန္ဓာသစ္စာ၄ပါးပေါ်မှာသစ္စာဉဏ်ကိစ္စဉဏ်ကတ္တဉဏ်ရခဲ့ပြီတို့ခါမှာလောကသုံးပါးဘုရားပြည့်ပြီလို့ပြည့်ကျော်နိုင်တယ်ဘာဖြစ်အဲ့တော့ စ္စာလေးပါးပေါ်မှာကတ္တဉာဏ်ရသွားတဲ့ပုဂ္ဂိုလ်တိုင်းတော့ဘုရားကြီးပဲအဲတခုတော့ရှိရသမသာဘုရားဘုရားမဟုတ်ဘူးเนาะဘုရား၅မျိုးရှိရသမသာဘုရားရှိမစိကဘုရားအကတောကဘုရားဘာတောကဘုရားပဂရိဘုရားလို့ပြောတယ်ဆိုပါတယ်เนาะဒါမှမဟုတ်သစ္စာကိုသိတဲ့ပုဂ္ဂိုလ်တိုင်းကိုသစ္စာသိသူကိုဘုရားရဲ့အမည်ကိုပြောပါဆိုရင်သစ္စာလေးပါးသိတဲ့လူပါပဲเนาะသစ္စာလေးပါးကိုကတ္တဉာဏ်တိုင်းကိုသိဝင်ရလို့ရှိရင်အဲ့ဒါပဂရိဘုရားမြည်ပါတယ်ဆိုပါတယ်เนาะအဲဒါမှမဟုတ်ဘယ်အချိန်မှာဘုရားပြည့်ကိုရောက်တာလဲသိရင် တရားပြုကိုရောက်တဲ့အချိန်တိုင်းကအဲ့ဒါအာယုံမှာပေါ်လာတဲ့ကိလေသာလက်ကလွတ်မြောက်တဲ့ပုံကိုဒီဟဲ့လားတရားပြုတဲ့အချိန်မှာပဲဂရိဗုဒ္ဓပါပဲသဘောတရားနော်ဒါမှမဟုတ်ဟဲ့လားတရားရှင်တောင်မှငါသည်အချိန်ခဏတစ္ဆာ၄ပါးပေါ်မှာတစ္ဆာညာကိစ္စညာကတညာမရသေးကတညာဆိုတာကိလေသာမဖြစ်တာကိုသိတဲ့စိတ်ပုဂ္ဂိုလ်ကိလေသာမှလွတ်တဲ့စိတ်ကိလေသာမှကိလေသာကိုမြင်ရပြီးတော့ကိလေသာလက်ကလွတ်တဲ့အသိဉာဏ်ကိုသာလင် အထိုးညာရမှငါဒီဘုရားပြစ်ကိုရပြီလို့ကြီးညာခဲ့တာဖြစ်ပါတယ်။အဲဒီမြို့ဗလာတစ်ခုလုံးနဲ့တတ္တဝါတွေအလုံးဟာကိလေသာမဖြစ်ရေးကိုပဲသွားနေရတယ်။ဖြစ်တဲ့ကိလေသာလွတ်မြောက်ဖို့အာယုံမဆိုင်နေရဘူး။နော်ဒါမှလို့ဖြစ်တဲ့ကိလေသာလွတ်မြောက်မှသာလေဘုရားပြစ်ကိုရောက်ကြတာဖြစ်ပါတယ်။ဒါမှလို့ရင်းရသည်ရင်းရမှန်လင်ဂိမ်းရာပြီးဇာတိကွယ်လေးဆိုသစ္စာ၄ပါးကိုသစ္စာ၄ပါးကိုတရားရင်တဲ့တရားရင်နဲ့မြင်ခွင့်ရလို့သစ္စာ၄ပါးကိုတရားနဲ့မြင်ခွင့်ရပြီဆိုရင် ဣဇာလုပ်တဲ့ဉာဏ်ရပြီဟလားကတဉာဏ်လည်းရပြီအဲ့ဒါမှဘုရားဆိုရယ်သစ္စာသိတဲ့လူတွေဘဝကိုရောက်ပြီတဲ့ဗျာနော်ဒါမှမဟုတ်အဲ့ဒီအချိန်မှာသစ္စာလေးပါးတည်းပြတဲ့မျိုးဝေဒနာလည်းသစ္စာလေးပါးတည်းပြိုင်နေပဲအဲဝေဒနာအကြောင်းတိုင်ဖြစ်မဲ့မပြောင်းလို့လူတွေရောက်ဖြစ်ရင်ဆင်းရဲမှာပဲဒုက္ခသစ္စာနော်နောက်အဲ့အဲ့ဝေဒနာကြီးကအစင်မရှိလို့သိတာကအဲဒီဝရသစ္စာစင်ကြယ်လို့သိတာကမဂ္ဂသစ္စာဆိုပြီးသစ္စာလေးပါးတည်းပြိုင်နေတယ် ပြင်းပြင်းပြီးတော့သွားကြအောင်အဲ့ဒီမရုပေဒီကတုတ်တက်မှာပဲဟလာဘုရားကြီးကပြောသွားတယ်ဘာလဲဆိုရုပ်ရှိလို့ရုပ်တွေ့အယူกว่าဝေနာရှိလို့ဝေနာတွေ့အယူกว่าအဲဝေနာအစင်မရှိလို့သိတာဝေနာကြော်တာပါပဲတောင်းလို့ဝေနာအစင်မရှိဘူးလို့သိမြင်ရင်ဒီအဲ့ဒါဝေနာကြော်ခြင်းဖြစ်ပါလေဆိုတာအဲ့ဒီမရုပေဒီကတုတ်တက်မှာဟောသွားပါတယ်ဒါပေမဲ့လူကြီးကနားမလဲတော့ဘူးအစကတော့ဟလာယုံနံဖြစ်ဖြစ်ဒီမှတ်မယ်ပြောတယ်အခုကျတော့ လားရုပ်ရှိလို့ရုပ်တွေ့ရဲ့အယူစိတ်ရှိလို့စိတ်တွေ့ရဲ့အယူဝေဒနာရှိလို့ဝေဒနာတွေ့ရဲ့အယူဆိုတော့ဉာဏ်လေးမမီတော့အဲသူကတော့ပြင်ခံခဲ့ပါလေဒီနေ့တရားပြောင်းဟောမယ်ဆိုတာဟလားလမ်းပြောင်းဟောတာဒီဘုရုပတိကတုတ်တံဆိုတာအပ္ပသရကံမြို့တို့မှာလမ်းကသွားကြတဲ့ပုဂ္ဂိုလ်များအတွေ့အဲ့ဉာဏ်ကိုရရှိထားတဲ့ပုဂ္ဂိုလ်များအတွေ့ပေါ်ကြခဲ့တဲ့တုတ်တံတွေဖြစ်ပါတယ်အမှန်တမ်းမှမြင်မှပါတယ်ဒါကျွန်တော်တောင်မှအဲ့ဒါဒီပြိဝိရဉာဏ်လေးအဲ့ဒါမရခင်မှာဒါတွေနဲ့နဲ့ချွတ်ချွတ် ဟလာဖရန်စစ်လို့ပြီးတော့ဘာသာပြန်မပေးနိုင်ကြပါဘူးအခုတော့အမတမ်းမှဒူရောင်းနဲ့ဟလာဂါတာလေးနှစ်ခုပေါ်မှာပဲတရားရှင်သာသနာ့တခုလုံးတိစောက်ထားတာဖြစ်ပါတယ်ဒါမလို့ဘူးနဲ့မှမဆန့်ကျင်တဲ့ဝါရဖြစ်ပါတယ်မဆန့်ကျင်မဲ့နေနိုင်ဖို့ဟာအဲ့ဒါပပိစတရားသုံးမှာတဏမာနဒိဋ္ဌိချုပ်မှရမှာဖြစ်ပါတယ်တဏမာနဒိဋ္ဌိချုပ်ဖို့ဆိုတာသစ္စာ၄ပါးတရားနဲ့မြင်မှရမှာပါသစ္စာ၄ပါးတရားနဲ့မြင်ပြီဆိုရင်အဲ့ဒနာဆင်းရဲကြောင်းမဟုတ်တော့ပါဘူးတဏမာနဒိဋ္ဌိတွေက အပေမှုတဲ့တရားလည်းမဟုတ်တော့ပါဘူးစင်ကြယ်တဲ့သဘာဝတရားတွေဖြစ်ပြီးတော့သူ့ကိုလည်းမဆန့်ကျင်ပဲနေနိုင်သွားပါပြီတောင်းလို့အဲ့ဒီတဏမာနဒိဋ္ဌိပေါ်မှာသစ္စာ၄ပါးကိုတပြိုင်တည်းမြင်ခွင့်ရတဲ့ဤသည့်ပုဂ္ဂိုလ်မဆိုဘုရားရှင်ရဲ့အမြင့်ဆုံးဝါဒဖြစ်တဲ့အဲ့ဒီကိလေသာတွေဆင်းရဲကြောင်းနေနဲ့မဆန့်ကျင်ပဲနေနိုင်ခြင်းဒီဘုရားရှင်ရဲ့အမြင့်မားဆုံးသောအပ္ပစရကံတို့ဓမ္မလမ်းကသွားတဲ့သစ္စာတည်ပြီးသွားကြတဲ့ဓမ္မစကြလမ်းကသွားကြတဲ့အပ္ပစရကံတို့ဓမ္မလမ်းမှာ ရောက်နေကြတဲ့ပုံစံများရဲ့အသိပညာဖြစ်ပါတယ်။ဘုရားရှင်ရဲ့သဘောထားပဲဖြစ်ပါတယ်။ဘုရားရှင်ရဲ့နှလုံးသားပဲဖြစ်ပါတယ်။ဘုရားရှင်ရဲ့ဝါဒဖြစ်ပါတယ်။ဘုရားရှင်ရဲ့နေတိတိုင်းဖြစ်ပါတယ်။အမရိဗေဒီကသုတ္တံကိုထုတ်ပြီးတော့ပြောတာဖြစ်ပါတယ်။ဒါမှမဟုတ်အရာသုံးခုရွတ်ပါတယ်။အဲ့ဒါငင်းရသည်ငင်းရမှန်းလည်းကိမရာပြီးစားပြီးပဲလေသစ္စာလေးပါးတည်းနဲ့ဒီမှာရမှာ။လွတ်ရသည်လွတ်ရမြင်ရင်အဲ့ဒါဘေးပြာမရှိပဲမရှိဘူးပဲလေ။ဒါတွေကရရှိပြီးတဲ့အကျိုးတရားတွေရေရွတ်တဲ့ကာရတွေဖြစ်ပါတယ်။ အဲ့လိုအမြဲတမ်းလွတ်နေဖို့ဆိုရင်တစ္ဆာလေးပါတို့ བྱ ိုင်းနဲ့တိမှလွတ်မှာအေးရဒီအေးရမှန်အေးရမှန်နဲ့လှုပ်ရှားမရှိဘူးကလေအေးရဆိုတာအဲ့ဒါစိတ်စိတ်မှာအလုံငိမ့်သွားတာကိုဆိုလိုတာဖြစ်ပါအဲ့ဒါစိတ်မှာအလုံငိမ့်သွားရင်အာယုံကအပူတွေလည်းမနှောတဲ့ကိုမရောက်ဘူးအေးတွေလည်းမနှောတဲ့မရောက်ဘူးအဲ့တော့ငိမ့်ရသည့်အေးရသည့်အေးရမှန်နဲ့လှုပ်ရှားမရှိဘူးကလေဆိုတော့တစ္ဆာလေးပါကိုတ བྱ ိုင်းနဲ့မြင်ခွင့်ရပြီဆိုရင်ဒုက္ခအစင်ငိမ့်သွားပြီဟုတ်လား အစဉ်ငြိမ်းသွားတဲ့အတွက်ငြိမ်းအောင်လည်းလုပ်เสียမလိုတော့ဘူးဟလားပရမတ်နယ်မှာမလို့ရပဲနဲ့ငြိမ်းချမ်းခွင့်ရသွားဖို့ငြိမ်းချမ်းခွင့်ရတဲ့အခါမှာရရှိတဲ့အကျိုးတရားတွေကိုလင်္ကာရီနဲ့ယူဆရတာဖြစ်ပါတယ်အဲလိုငြိမ်းရသည်ငြိမ်းရမှန်ဖို့လွတ်ရသည်လွတ်ရမှန်ဖို့အေးရသည်အေးရမှန်ဖို့ကသူ့ရဲ့ cost ကဘာလဲလို့မြင်တဲ့အခါကျတော့သစ္စာ၄ပါးကိုကြည်ိုင်နဲ့မြင်ခွင့်ရတဲ့ပညာသာဖြစ်ပါတယ်သစ္စာ၄ပါးကိုကြည်ိုင်နဲ့မရတဲ့မြန်အဲ့လင်္ကာရီကအယွတ်တာရှိမဲ့ လက်တွေ့ကိုရင်တော့ဘယ်တော့မှမရောက်ပါဘူး။အောင်လို့ဘုရားရှင်ကိုယ်တိုင်ဆုတ်ထွက်ကြီးညာခဲ့တဲ့သူနဲ့မှမဆန့်ကျင်တဲ့ဝါရအပင်သာတရားသုံးပါးချုပ်ရအောင်ဟောလိပြောလိရှိပါတယ်ဆိုရက်အဲဘုရားရှင်ရဲ့မိတ်ဆွေခဲ့တဲ့စကားနှုတ်ကွန်းဒီဘုရားရှင်သာသနာရဲ့အမြင့်ဆုံးအနှစ်သာရဖြစ်ပါတယ်။အဲ့ဒါကိုဘုရားရှိသဘောပေါက်နားလည်ကြတဲ့ပုဂ္ဂိုလ်တိုင်းအခုဆိုနေမယ်ချမ်းသာဘူး။ဘယ်သူမှမဆိုခံစားခွင့်ရပါလိမ့်။သစ္စာလေးပါးကိုကြိုင်နဲ့မြင်နိုင်ခွင့်ရကြတဲ့ပုဂ္ဂိုလ်တိုင်း ရင်းချခွင့်ရမယ်လွတ်လပ်ခွင့်ရမယ်အေးချခွင့်ရမှာဖြစ်ပါတယ်အကုန်လုံးရင်းချပြီးတော့နေနိုင်ဖို့ဆိုတာသစ္စာလေးပါးကိုတပြိုင်တည်းရင်းမှသာဖြစ်ပါတယ်အဲ့တော့ကြားရှင်ဝါဒဖြစ်တဲ့အဆန့်ကျင်မဲ့လဲဘယ်သူနဲ့မှမဆန့်ကျင်မဲ့လဲနေနိုင်ပါပြီတဏမာနဒိဋ္ဌိဆိုတဲ့ပါမစ္စတရား၃ပါးအစဉ်ချုပ်တာကိုလည်းသိမြင်ပြီးဖြစ်ပါတယ်အဲ့ဒါကြားရှင်သာသနာတစ်ခုလုံးရဲ့အချင်းချုပ်နဲ့အနစ်သာပါဖြစ်ပါတယ်โอเคပါတော့ရပြီလားအနီးပြီးစင်